မင်္ဂလာပါရှင်။ဘာမကိတဲ့တရင်ဌာနမှာပြန်နေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစပင်မေလ22ရက်နေ့မြန်မာနိုင်ငံရဲ့စိတ်ဝင်စားပွဲအားနောက်ဆုံးထိပ်တန်းရောက်တဲ့တရင်များကိုတင်ဆက်ပေးပါမယ်ရှင်။ ပရမောင်ဆောင်တဲ့နေနဲ့တန်းတောင်ကြီးရှိစစ်တပ်ကြီးတိုက်ခိုက်ရေးတင်းတဲ့ကြောင်းရှော့တိုက်တုံးပြင်ပြစ်ခတ်မှုဗိုလ်မှူးတချို့ပါဝင်ဆက်တောင်းခုနှစ်ဦးသေဆုံးမှုဆိုဆိုရတဲ့မြေဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်တန်းတောင်ကြီးမြို့နယ်ဘရင်တောင်တပ်မျိုးရှိတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်တောင်ကိုရှော့တိုက်တုံးပြင်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဗိုလ်မှူးသုံးအပါဝင်ဆက်တောင်းခုနှစ်ဦးသေဆုံးခဲ့ကြောင်း Brave Warrior for မြန်မာဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်။မေလ19ရက်နေ့နနက်9:20မိနစ်ကတန်းတောင်ကြီးမြို့နယ်ဘရင်တောင်တပ်မျိုးရှိစစ်ကောင်စီတပ်မတော် ော့ကြီးတိုက်ခိုက်ရေးကြောင့်ဗီယက်နမ်တွင်သောတရားခွန်မမရှော်ရိုက်တုံကားလုံးဖြင့်ပစ်ခတ်ရာလေးလုံးကိုအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရသည်ထို့သောတိုက်ခိုက်မှုတွင်တင်နန်းသားအရာရှိဖို့မှုခုနှစ်ဦးစိုးရင်ပွဲအဆင့်တရားရရှိခဲ့ပြီး၎င်းတို့ကိုတက်မတော်စစ်ဆေးရုံသို့ပို့ဆောင်ကုသစဉ်သုံးသိဆုံးသောကြောင့်ထို့ပြင်ကျောင်းအုပ်ကြီးလုံခြုံရေးစစ်သည်နှုတ်ဒုတက်ချက်နှုတ်ဦးတို့ပွဲချင်းမိသိဆုံးခဲ့ရာစုစုပေါင်းသိဆုံးသောခုနှစ်ဦးရှိကြောင်းသိရသည်ထို့ပြင်ကျောင်းအုပ်ကြီးနှင့်ကောင်းကိုရောင်းနှင့်ကာအကြီးနှစ်စီတည်ရင်မှုတင်နန်းသားအရာရှိအိတ်ဆောင်များဖြစ်ကြသောအင်ဂျင်ဆောင်သည် င်ဆောင်နှင်းစီဆောင်များចောင်းမှုဟိုကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့ပြီးတနက်တင်စဉ်6ခုစစ်ဌာနချုပ်လက်နက်တိုက်မျက်နှာချက်ပွင့်ထွက်၍လက်နက်များထိခိုက်မှုရှိကြောင်းចောင်းဖို့ကင်းကင်းသားအိဆောင်ထိမှန်ခဲ့မှုကြောင့်စစ်သည်3တရားရရှိခဲ့ကြောင်းသိရသည် EWN အဖွဲ့ကထုတ်ပြန်ပြောဆိုသောစက်တဘတ်မှာတိုက်ဆုံထိခိုက်မှုများပေါ်ရန်ကုန်ခေတ်အနေဖြင့်တေးချတေပြုံနိုင်ခြင်းမရှိသေးပေ။အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar PWN, Anti-Cop People Liberation for ACPLF, Mountainous Civilian Defense for MKCDF, KNLA တပ်မှနှင့်တရင်ကားတို့ပူးပေါင်းရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။စစ်ရှုံးကောင်စီတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းပြန်နောင်သည့်အောက်မြန်မာပြည်ရှိတရင်တပ်ဖွဲ့အသေးသေးကိုဦးဆောင်နေကြသောအရာရှိများအတွက်တပ်စုမှတက်ခွေမှုနှင့်တရင်မှုများကိုတင်နန်းပေး၍တိုက် က်ခိုက်ရေးပညာကိုအဓိကသင်ကြားပေးနေသည့်တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်ပြီးဆစ်ရှုံးကောင်စီဩဇာခံရေးပြည်သူလူထုကိုနှီးမျိုးစုံဖြင့်နှိမ့်ဆက်ရန်ဆစ်ကောင်စီရန်ရကိုအမိန်ပေးကုတ်ကဲနေသောဆစ်ကောင်စီရာရှိများကိုပြည်သူကိုစားတက်မြန်တိုက်ခိုက်ရန်ရည်ရွယ်၍ PWN နှင့်မာမိတ်များက PWN Mission 38ကိုဖော်ဆောင်ရခြင်းဖြစ်ကြောင်းသိပေးထားသည် ဆလဘီဖောက်ကန်တို့ခြေတက်လာသောစစ်တပ်စစ်ကြောင်းကိုတရာညိနောင်တွင်ပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြပြီးလက်နက်ခဲယမ်းများတင်စီရရှိဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖောက်ကန်မြို့နယ်တို့ခြေတက်လာသောစစ်တပ်စစ်ကြောင်းကိုတရာညိနောင်တွင်ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်သားများပြထိခိုက်သေးဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်းတင်စီရရှိခဲ့ကြောင်း KYA စီရေးတရင်ဟင်မြက်ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည် ရှနေ့မေလ22ရက်နေ့ဖားကန့်မြို့သို့စစ်ကြောင်းနှကြောင်းဖြင့်ခြေတက်လာသောစစ်ကောင်စီစစ်ကြောင်းသည်လဝန်းကမိုင်းနယ်ယာဖားကန့်လမ်းမရှိတရားညီနောင်သို့ရောက်ရှိနေပြီး KIA KPDF တပ်ဖွဲ့ဝင်များကပူးပေါင်းတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားများအများပြားသေဆုံးပြီးလက်နက်ခဲယံများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။ အခုလော်လော်ဆယ်နန်ယာကိုကြော်လာပြီးတော့တရာညိနောင်နာဒရိုက်မှာတိုက်ပွဲအကြီးကျယ်ဖြစ်နေတာဒီနေ့လည်းမနက်ပိုင်းမှာဂျက်ဖိုက်တာ၂စီးနဲ့လာပြက်သွားတယ်။မနေ့တုန်းကရောတနေ့တုန်းကပါနေ့တိုင်းဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။အဲဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတိုက်ဆုံတာတွေအများကြီးရှိတယ်။နောက်ပြီးတော့သူတို့စီကလက်နက်သိမ်းစီရရှိတာတွေအများကြီးရှိတယ်။တိုက်ပွဲကတော့နေ့တိုင်းပြင်းထန်နေတယ်။လော်လော်ဆယ်တော့တရာညိနောင်ကိုနည်းနည်းကြော်လာပြီးထိခိုက်ကြဆုံတာရှိပေမဲ့စစ်ကောင်စီတွေကအသေးခံမေးတက်လာတာဟုကရင်ရဲစစ်ရဲတရင်မြက်ကောင်ရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြော daddy KIA KPDF ပူပေါင်းတပ်ဖွဲ့ဝင်များထိန်းချုပ်ထားတဲ့လောက်ဝါကာမိုင်းနေရဖာကန်လမ်းမိုင်းနဲ့အင်းတော်ကြီးဖာကန်လမ်းမိုင်းတို့ကိုပြန်လည်ထိန်းချုပ်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူပေါင်းကအင်အား600ကျော်တင်းကား20တို့ဖြင့်ဖာကန်တို့ခြေတန်းနေခြင်းဖြစ်ပြီး28ရက်ကြာမြင့်နေပြီဖြစ်တော့လေဖာကန်မျိုးတို့ရောက်ရှင်ခြင်းမရှိသေးပဲလောက်ဝါကာမိုင်းနေရဖာကန်လမ်းမိုင်းရှိတရာညီနောင်နဲ့ KIA KPDF တပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရှင်းတိုက်ဖွဲ့တွင်ဖာကန်မျိုးခြေဆိုင်တပ်မကောင်မှလက်နက်ကြီး3လုံးဖြင့်ပစ်ကူပေးခဲ့ ဲ့ကြောင်းသိရှိရသည်။မင်းညောင်းကလည်းဖာကန့်တမကုံကနေတိုက်ပွဲဖြစ်တဲ့ဖာကန့်လမ်းဘက်ကိုလက်နက်ကြီးနဲ့၃ချက်ပစ်ကူပေးတယ်။ဖာကန့်မှာတော့အခြေအနေနည်းနည်းငြိမ်သက်နေသေးတယ်။ဖာကန့်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်စခန်းအပြင်အောင်တိုက်မထွက်ရဲတဲ့ဘူး။ ဖောင်းကန်တက်မကုံဖောင်းကန်ရဲစကန်ကန်စီဗျူဟောကုံမဆွဲရန်ထန်းရန်ချက်စကန်အဲ့ဒီနေရာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်မထွက်ရတော့ဘူးဖောင်းကန်မှာက KYA KPDF တပ်ဖွဲ့ဝင်တွေကနေမြေစုံမထိန်ချုပ်ထားတဲ့ဟု KYA စစ်ရေးတရင်မြက်ကပြောဆိုသည်အကြမ်းမဲ့စစ်ကောင်စီတပ်ကကြောက်စိမ့်ဒီကထွက်ရှိရာဖောင်းကန်မြို့သူအဓိကဦးတည်၍အင်အား600ကျော်ဖြင့်စစ်ကြောင်းထုတ်လာနေခြင်းဖြစ်ကြောင်းသိရှိရသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းအရကတော့ချင်းပြည်ပစစ်ကြောင်းထူလာတဲ့ဆဲအုပ်စုတန်းနဲ့တော်လိုင်းတက်တို့ကလေးတိတ်တိန်ကလည်းမှာတိုက်ပွဲဖြစ်ပွားနေဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ ကလေးမျိုးပေါ်ကနေချင်းမြီဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတပ်နဲ့တော်လိုင်းအင်အားစုတွေတီးတိမ်မျိုးနဲ့ကလေးတီးတိမ်ကလန်မှာဒီကနေ့မနက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံသတင်းရှင်းပြတွေက MFP ကိုပြောပါရယ်စစ်အုပ်စုတပ်တွေကမေလ20ရက်မနေ့ကကလေးမျိုးပေါ်ကနေကားအစီးရေ15စီးကျော်အုံပြုပြီးနန်းမိတ်ချင်းထိဆက်နေတဲ့တီးတိမ်မျိုးနဲ့ဘက်ကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးကလေးတီးတိမ်ကလန်မွန်ပီဟိန်ဆန်အနီးမှာချင်းတော်လိုင်းတပ်တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ဒေသခံတို့ကပြောပါရယ် ကလေးကနေတက်လာလို့ရှိရင်တွေ့ရတဲ့မော်ဘီနားမှာတိုက်ပွဲဖြစ်တဲ့အခုလောလောဆယ်လက်နက်အသေးတွေကတော့မကြားရဘူးလက်နက်ကြီးတန်းတွေတော့ကြားရတယ်လို့အဆိုပါဒေတာကန်ကမေလ22ရက်နေ့ဒီကနေ့မနက်ပိုင်းမှာပြောပါရယ်အခုလိုဆဲအုပ်စုကကားစီးရေ15စီးကျော်သုံးပြပြီးအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာတာဟာအခုနှစ်အတွင်းပထမဆုံးချိန်ဝင်ရောက်လာတာဖြစ်ပြီးစစ်ကြောင်းထုံးဝင်ရောက်လာတဲ့ကားလမ်းမကြီးတစ်လျှောက်ကိုဒရုန်း၂စီးအုံပြထောက်လန်းနေတယ်လို့ဆိုပါရယ် ဒရုန်းနှစ်စင်းပါတယ်အဲ့ဒါနဲ့ကင်းထောက်ပြီးတက်လာတာမနေ့ကတက်လာတာမွားပြီးရောက်တဲ့မွားပြီးကနေဒီကနေ့ဟိန်ဆန်ထမင်းဆိုင်နာရောက်လာပြီလို့ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်ဆဲအိုဆူကအင်းအောင်သုံးစစ်ကြောင်းသူဝင်ရောက်လာတာကြောင့်ကလေတီးတိန်လမ်းမကြီးမှာပေးရှိတဲ့မွားပြီးဟိန်ဆန်ခိုင်ကန်ထေးဆန်တိုင်းရင်းကြီးရွာတွေကဒေသခံတွေတောတောင်တွင်းသို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆက်ရှောင်တွေကိုအကူအညီပေးနေတဲ့စီဒီအန်ကျောင်းဆရာမတူကပြောပါရယ် စစ်ကြောင်းလာထိုးတဲ့ဆိုတဲ့နေကစားပြီးကလေးမျိုးတွေလည်းပြန်ဆင်းလို့မရဘူးအခုချိန်ကတော့ချန်ထွက်အသီးနှံနေနေရှိတယ်အဲ့ဒါနဲ့စူစားကြဖို့ပြင်ဆင်ထားတယ်လို့အဆိုပါကျောင်းဆရာမကဆိုပါတယ်ဒီတိတ်မျိုးနဲ့တွင်တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီးချင်းတော်လိုင်းတက်တွေနဲ့ဆဲအုပ်စုတက်တွေဘက်ကတော့တစုံတရာထုတ်ပြန်တာမရှိသေးပါဘူးတော်လိုင်းအင်အားစုဖြစ်တဲ့ CNCD ရဲ့ Civic Defense Metalia CDM စီရင်တပ်ဖွဲ့တွေကတော့စစ်အုပ်စုစစ်ကြောင်းထုတ်လာလို့ကလေးတီးတိမ်ကားလမ်းမကြီးကိုအတုံးမပြူမေလ20ရက်နေ့မနေ့ကတရေပေးထုတ်ပြန်ထားပါတယ်။ စကားစားတက်ချင်းအောင်ဘက်သို့စစ်ကြောင်းထိုးလာသဖြင့်ကလေးတိုင်းငင်းလမ်းမကြီးကို2025ခုနှစ်မေလ20ရက်နေ့လယ်17နာရီနောက်ပိုင်းအတက်ဆင်းအလုံးကိုယာယီပိတ်ထားပါရယ်ပြတ်မဖွင့်မခြင်းပြည်သူများမှကလေးတိုင်းငင်းလမ်းမကြီးကိုအသုံးမပြုရန်တောင်းဆိုအပ်ပါရယ်ယာယီပိတ်ထားပြီးချိန်နောက်ပိုင်းပြဿနာတစ်ခုမှတောင်းရွှေမီမဟုတ်ကြောင်းအရေးပေါ်ထုတ်ပြန်အပ်ပါသေးလို့ CDS CDN စီရင်ကထုတ်ပြန်ချက်မှဖော်ပြပါရယ်ချင်းပြည်နယ်မှာတော့ချင်းတော်လိုင်းတက်တွေကဖလန်းမျိုးအပါဝင်မင်တက်ကမ်ဘလက်မတူမီတွန်ဆန်ကြီခါရီကောတာလိုင်းလင်းပြီးချင်းတွေမကွီးအိမ်တို့နှာရင်ရေစာဝေဘူးလာစုခွားမျိုးတွေကိုတိမ့်ပိုက်ထိန်ချုပ်ထားပြီးပလဝါမျိုးနဲ့စမီမျိုးတွေကိုတော့အရက်ကတမရအေကတိမ့်ပိုက်ထိန်ချုပ်ထားပါရယ်လက်ရှိချိန်မှာတော့ဟာခါတန်တလန်ခိုင်ကန်တီးတိမ်မျိုးလေးခုမှသာစေအုပ်စုစကန်ကျန်ရှိတော်တာဖြစ်ပြီးတော့ချင်းပြည်တော်ဝန်စေအုပ်စုကင်းစင်ရဲ့အမြင့်ဆုံးလှုပ်ဆောင်သော မယ်လို့စင်ပြည်တော်လိုင်းတပ်ဖွဲ့တွေက ထုတ်ပေါ်ပြောဆိုထားပါတယ်။ဆလဘီမူဒုံကစစ်ကောင်စီအမြောက်တပ်338တရင်ကို NMSB AD ဝန်တိုက်ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မော်မြင့်နယ်မော်လမြိုင်တန်ဖြူစီရဲ့ကာလမကြီးပေါ်မှာရှိတဲ့မူးတုံမြို့နယ်ရောင်ထောင်ကျေးရွာကစစ်ကောင်စီအမြောက်တပ်338တရင်ကိုမွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NNSPAD ကမေလ20ရက်နေ့မှာဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ NNSBAD မုတ်တုံမြို့နယ်တပ်ကမေလ20ရက်မွန်လဲပိုင်း12နာရီကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ NNSBAD ကထုတ်ပြန်ပါတယ်။နိုင်ခွဲနေပေါင်းနှစ်ဖက်တိုက်ဝဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကတူတီဆုံကငောင်းတန်ရရရှိခဲ့တယ်လို့မွန်ပြည်သက်ပါတီဆက်အနာရှင်တိုက်ဖြတ်ရေးကလည်းထုတ်ပြန်ချက်ကဆိုပါရယ်တိုက်ပွဲအတွင်း NNSP AD မုတုံမြို့နယ်တပ်ကရဲဘော်တူတန်ရရမစိုးရိမ်တန်ရရရှိတယ်လို့လည်းသိရှိရပါရယ် ဆက်လက်ပြီးရေစကြိုမြို့နယ်တောင်ဝရွာကိုဂျမ်းဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေးချောင်းကနေပုံကျဲတိုက်ခိုက်ဆွေးနွေးတဲ့ငို့တင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပခုတ်ကူခရိုင်ရေစကြိုမြို့နယ်တောင်ဦးရွာကိုဂျမ်းဘက်စစ်တပ်ကဒီကနေ့မနက်၁၀နာရီဝန်းကျင်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်က PVTV ကိုပြောပါရတယ်။ ဘုံကပောက်ကွဲမှုမရှိခဲ့ပါဘူးဘုံသီးကပောက်ကွဲမှုမဖြစ်တော့အခုရကြေးပကဖအဖွဲ့ကအဲ့ဒီနေရာဝင်ခြင်းကိုအများပြည်သူအသွားလာမလို့ကောက်ဝဲထားပါတယ်လို့ဆိုပါတယ်ရင်းမြစ်ကပြောပါတယ် တောင်ဦးချင်းရွာမှာတိုက်ပွဲဖြစ်ပွားတာတွေစစ်ကြောင်းထုတ်တာတွေမရှိဘဲနဲ့အစံဖက်စစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုလာရောက်ပြုလုပ်ခဲ့တာပါပြီးခဲ့တဲ့ဧပြီလမဟာတကြံအတန်းနေမှာလေတောင်ဦးရွာအနီးကိုအစံဖက်စစ်တပ်ကလေးကြောင်းကနေပုံချဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။သကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မှာအစံဖက်စစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုပေါင်း445ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ410ကျောက်အထိသေဆုံးခဲ့တယ်လို့986ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရှိရပါတယ် Harry s e